ချင်းပြည်နယ်ပလောက်ဝမြို့နယ်မှာအာရခတ်တပ်တော်ရဲ့တပ်သားတွေတိုက်ဆုံနေရဆိုတဲ့သတင်းပုံတစ်ခုလူမှုကွန်ရက်မှာပြန့်နှံ့နေပါတယ်။ True Media ကနေနိုဝင်ဘာ12ရက်မှာပလောက်ဝ AA ချင်းပြည်နယ်ပလောက်ဝမြို့နယ်တွေမှာ AA ဖထုတ်ကင်းတွေကနေတိုင်းရနေပြီးကြည်တောင်းဘုံတလုံးမကုံရဘဲနဲ့ဖြစ်နေတာ fighting လို့ရေးသားကသတင်းပုံတစ်ပုံနဲ့အတူဖြန့်ဝေခဲ့ပါတယ်။ဓာတ်ပုံထဲမှာလူလေးဦးဟာထန်းစင်တဲ့တစုံတစ်ခုကိုထန်းထားတဲ့ပုံစံကိုတွေ့ရပါတယ်။ဒီအကြောင်းဟာကြည့်ရှုသူ9000ကျော်နဲ့အခြားသော channel တွေမှာလည်းပြန့်နှံ့နေတာပါ မြစည်းမကဒီတပ်ပုံနဲ့ပတ်သက်လို့ချက်လက်စစ်ဆေးခဲ့ပါတယ်ပုံတွေရဲ့စစ်မြစ်ကိုစစ်ဆေးတယ် Google Image Search နဲ့ရှာဖွေရမှာဒီပုံဟာလက်တလုံးမှာဖြစ်ပွားခဲ့တဲ့ပုံဖြစ်နေတာကိုတွေ့ရပါတယ်ဒါပေမဲ့လည်းမြန်မာနိုင်ငံကဖြစ်စင်တော့ဟုတ်မနေပါဘူးအိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်ကကြေးရွာတစ်ခုမှာရေချောင်းဖြစ်တဲ့ယောဂါကြောင့်ဒေသခံ6ဦးသေဆုံးခဲ့တယ်လို့ North East News ဆိုတဲ့သတင်း website ကနေနိုဝင်ဘာ13ရက်မှာသတင်းဖော်ပြထားပါတယ်ဒီသတင်းထဲမှာသေဆုံးသူတွေ6ယောက်ထဲမှာ9ယောက်ဟာမြန်မာနိုင်ငံသားတွေဖြစ်ပြီး ဒီရီဟာမြန်မာနဲ့နယ်စပ်ဘက်ကနေဖျက်ကျော်လာတယ်လို့យေတာဖော်ပြထားတာကိုတွေ့ရပါတယ်အဲ့ဒီသတင်းမှာသုံးထားတဲ့ပုံဟာ True Media ကအသုံးပြုထားတဲ့ဓာတ်ပုံနဲ့အတူတူပဲဖြစ်ပါတယ်ဒါအပြင် BNI သတင်းဌာနကနေလည်းဒီသတင်းကြောင်းရတဲ့ပုံကိုဖော်ပြထားပြီးဝမ်ပြက်ဝမ်ရှော့ယောဂကြောင်းတို့ဖော်ပြထားပါတယ်ဒရင်းနဲ့မှာတော့မီဇူရန်ပြည်နယ်ကအဲဒီပြည်မှာပလောဝဘက်ကဒေသခံတွေဆက်ရှောင်တာပုံများတယ်လို့လည်းဖော်ပြထားပါသေးတယ် ဒီချက်တွေကိုကြည့်ရင်အေးတက်သားတွေပလောက်ဝမှာတည်ဆုံးရတာမဟုတ်ပဲရေချောင်းဖြစ်တဲ့ယောဂါကြောင့်ဒီသားကံအချို့မလို့အပ်ပဲတည်ဆုံးခဲ့ရတာကိုအတည်ပြုနိုင်ခဲ့ပါတယ်။ဒါကြောင့်ချင်းပြည်နယ်ပလောက်ဝမြို့နယ်မှာအာရကတတော်ရဲ့တက်သားတွေတည်ဆုံးနေရဆိုတဲ့သတင်းဟာအခြားမဆိုင်တဲ့ပုံကိုအသုံးပြုထားပြီးစေအုပ်စုကြောင့်အေးတက်သားတွေအထိနာတရားပုံဖော်ပြီးဖြန့်ဝေထားတဲ့သတင်းတူပဲဖြစ်ပါတယ်။မီဇီမာကိုချစ်ရှုအားပေးနေတဲ့သူအနေနဲ့လည်းစစ်ဆေးစီခြင်းတဲ့တဲ့ရင်ရှိခဲ့ရင်မီဇီမာကိုပေးဖို့လို့ရပါတယ်။ ပေးပို့မယ်ဆိုရင်တော့ t.ly/agfpz ဆိုတဲ့ link ကိုရိုက်ထည့်ပြီးစစ်စစ်စီရင်တဲ့တဲ့ရင်အကြောင်းအရာကို link နဲ့တကွပေးပို့ပေးပို့မြတ်တာရက်ခံအပ်ပါတယ်လောကောမီဒီယာရဲ့ဆက်လက်ရည်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Missima TV YouTube Channel မှာမြန်မာဝင်ပြည်ချင်းကိုဦးနှိုင်းကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။